ဲ့ဆိုသူအစမှာတော့တဲရောက်စီကနေထွက်ပြေးနေတဲ့ token ownership ကိုတည်ရောက်မှာဖြစ်ပါတယ်။တနေရာမှာပုံမလို့အင်ကျောင်းလေးကိုလင်းထွက်ရရကတော့ပို့ကောက်ရလဲပြလာခဲ့ပါသေးရဲ့။နောက်တစ်ခါမှာတော့ user တရာနဲပြည်ရန်ရေကစားနေကြီးယူနေပြီးနောက်တော့မှအိမ်မက်ဖြစ်နေခါရေဖြန့်ပြီး node token ownership ကိုလည်းတွေ့ရရပါတယ်။မနေ့ကကျောင်းလေးလည်းရှိနေခဲ့ပါတယ်။ဒီလိုနဲ့ဘာညာလေးပြော token ownership မင်းရမကကျောင်းနဲ့တဲမတဲဘူးမလား။ အဲ့ဒါကြောင့်ငါရဲ့ဘော့ဖြစ်တဲ့မြို့ကိုအပရင်တောင်းလာတာလေယူရကတော့ညင်းပါတယ်တူကီနိုရှိလေးကလည်းတကားကောင်းနဲ့လိုက်ပြောနေပေမဲ့လည်းညင်းနေခဲ့ပါအိမ်မစ်ဒရစ်ဆန်လေးကိုငါ့အမေနဲ့မတည့်ဘူးလို့ပြောတာပါပဲကျောင်းမှာလာယူတာတရားဆာချီတရဲ့စိနနာဝင်နေဖြစ်သွားပါတယ်ယူရတဲ့ရောက်တဲ့မာကီလိုနဲ့စကားပြောနေချင်းပါပဲနေဗီကယူတာကိုညနေကျရင်တကားကောင်းကိုလာပေးလို့ရမလားတိတ်မန်ဆရာကပီစီတွေကိုစကန်းထားလို့ပါဂီယိုနဲ့ပီစီတွေကိုစစ်နေကျရင်နေဗီနဲ့လည်းစကားတွေပိုင်ရပြည့်ဖြစ်ရင်အုံနေတဲ့တူကီနိုရှိကိုလည်းတွေ့လက်ရပါတယ်ယူရကတော့တင်းနေပါပြီမြို့လူနှစ်ယောက်ကဘာလို့ဒီမှာရောက်နေကြတာလဲ ဆီယမကခိုင်းရလို့လေဒါကအုတ်ချုပ်ရေးပြွာရဲ့လူဝတ္ထုတွေတနာဖြစ်ရမှာဘာညာလေးပြောရင်ဒူးသားကတော့တကယ်ကဲအင်ဒီကိုချုပ်လိုက်ဖို့ပြောရင်အဲ့ဒါနဲ့အတွက်ဖို့ဘူးပောက်ခရရီလုံးနေပြီဒီတင်ရမှာချစ်ချင်းချင်းကြပောက်ခရရီမတုံးနဲ့ဟာတိုကီနိုရှိရှာတွေ့ခဲ့တဲ့ကြောင်အကြောင်းစီကိုလည်းစကားဝိုင်းချောသွားရင် နေပြည်တော်ပြတ်ဆုံးနေတဲ့အကြောင်းကိုရှာနေတဲ့ကောင်မလေးတယောက်စီကိုခေါ်တော်ပေးပါတယ်။ဂျီယုနဲ့တောင်ပြောင်းနေတဲ့မင်းကလေးရဲ့အကြောင်းလေးကိုလက်ကြည့်ကြည့်ပါတယ်။ကောင်မလေးရဲ့နာမည်ကတော့တဲဆုနာပါ။ဂျီယုနဲ့ယူတာတို့ရဲ့တိုက်ခိုင်းစီကိုရောက်လာခဲ့တာ။တိုကီနိုရှိကတော့အခါပွင့်လာကိုလှုပ်ဝက်တကားပွင့်ရသူလိုမျိုးပါပဲ။ယူတာတို့ကိုဒီမှာခရဆောက်ခိုင်းပြီးဝင်သွားခဲ့ကဝင်လို့ရပြီ။ဝင်လိုက်ကမော်ပီစီကြီးတို့အရာတွေနဲ့ပြစ်နေတဲ့သူ့အခန်းကိုတွေ့လိုက်ရပါတယ်။ချစ်စီရဲ့အယုံလေးတွေရရှိတာပဲနော်။ယူတာကတော့မော်ဒန်နဲ့အယုတ်ကိုတွေ့လိုက်ရခါကန်ကြည့်ရင်ဒိုင်နာနိုင်းလုံးနေခဲ့ပါသေးရဲ့။နောက်မှတဲဆုနာစီမံဒိလိရသွားခဲ့ပါတယ်။တောင်လေးကဘယ်မှာလဲမသိဘူး။ ဒူသားတွေရဲ့မျက်စိနဲ့မမြင်အောင်လှုပ်ထားတာပေါက်ခဲ့ပြောနေပြီးကြောင်လေးနဲ့အတန်းဆွလာခဲ့ကကံမကောင်းစွာနဲ့ဒီကြောင်လေးကတူရှာနေရဲ့ကြောင်မှုကြောင့်ပြပြလာပါတယ်ထဲဆုနာအမနဲ့ရောက်လာကဒါဘူးကြောင်လေးယူတာနဲ့ထဲဆုနာကတော့ကြောင်နေခဲ့ပါတယ်တိုကီနိုရှိတဲ့အားလုံးကိုထွက်ပြေးကြဖို့ပြောရင်သူကလည်းထွက်ပြေးသွားပါတယ်နောက်မှယူတာခန်းထဲမှာမော်လမန်နဲ့ရောက်ထိတဲ့တွေ့နေခဲ့ကဘာပဲဖြစ်ဖြစ်နောက်ဆုံးမှာတော့နေ့ကိုအနိုင်ယူဖို့လိုတယ်လို့ပြောရင်တွေ့ရလက်ဆက်တော့ထီကိုထုတ်လိုက်ကအာယုံနှွှဲလိုက်ပြီးအပေါ်ကိုတက်သွားပြီးအကွက်တွေပြတ်နေခဲ့ကနောက်တော့မီဒီနဲ့ခေါင်းကိုတိုင်ပြီး တော့ဂျူတီမီတော့ပါတယ်နောက်ခက်မှာယူလာလုံးနဲ့စကားဆက်ပြီးပြောကြရင်သူကလန်ဒန်လုံးကစပြီးချူနေပြီးတော့ခင်နေရအားကြောင့်မသိတောင်းတွေကိုအိမ်ကိုယူလာပြီးငါ့ကိုတက်ဖို့လုံနေတယ်လို့မျိုးပဲစိတ်တော့မရှိပါနဲ့တောင်းလေးကိုမင်းတို့ဆော့ရှော့ပေးနိုင်မလားယူလာကတော့မလုပ်ရှင်ပါဘူးချူကီနူရှိရင်မှလည်းအတန်ဖတ်ဆက်လေးကိုထိုးလာကအတန်ကိုပြလာခဲ့ပါတယ်အဲ့ထက်မှာတော့လွန်ခဲ့တဲ့နှစ်ကယူတာရဲ့ချူနေပြီးတုန်းကပေါက်ခက်ပွန်းလာတဲ့အတန်ပါယူလာကတော့လက်လူနေပြီးအတော်လေးရဲ့ဘာပြောမှမသိဖြစ်နေခဲ့ကရှင်းနေပါဗျာတောင်းမှန်ပါလေမကြားချင်လို့ပါဗျာငါကဗီဒီယိုတွေကို WhatsApp တွေမှာ post တင်ရတာကြိုက်တယ်လုံးပါလား ဟုတ်ကဲ့ပြီးပါမယ်ဗျာအခန်းထဲကိုဝင်လာကြရင်ကျေးဇူးနောက်ကတော့ထွက်ပြေးသွားပါပြီရှူတာနဲ့အတန်ဖန်ဆက်ကိုယူရင်ထွက်ပြေးသွားကြပါတယ်အဖေနဲ့အမေကျွန်တော်တို့ခရီးများအတွက်တောင်းပေးပါတယ်လုံးနေရင်ရှူတာနဲ့အတူတူကမ္ဘာအဆုံးကိုပြေးကြရအောင်လို့ကျေးဇူးနောက်ကလည်းဆက်နေခဲ့ပါတယ်တိုကီနိုရှိတဲ့ရောက်လာခဲ့ပါတယ်တော့ဒါအမလက်ကနေပုံနေပြီကျေးဇူးနောက်ကတော့ပျော်ရွှင်ကောင်းနေတယ်လို့ပြောနေပြီချောင်းကျင်ရအဆောခံရပါတယ်တော့ဒါထွက်ပြေးလာကြရင်တိုကီနိုရှိတဲ့ယူရာတို့ကိုဒီကနေထွက်ပြေးခိုင်းတာကသူကတော့သူ့အမကထိတ်တိုက်မှာပါတိုက်ပွဲကြီးပြီးရင်အတူနေကြအောင်လို့လည်းပြောနေသေးပါတယ် ဒီ ਉਹ နဲ့ထူကီနိုရှိတဲ့သူ့ရဲ့လွယ်စဲတော်ထီကိုထုတ်လိုက်ပြီးဘလာဘလာတွေညွှန်နေခဲ့ကမြောင်းတွေကနေလည်းပါဝါတွေထွက်နေပါတယ် in accordance with the power တွေကိုထုတ်ပြီးတိုက်ကြပါရဲ့။ရှောင်းလိုက်ချလိုက်နဲ့လုံနေခဲ့တာအပြင်မှာတော့လန်ဒန်ချနေခဲ့တာပါ။တောလောက်ပြီးခောက်လိုက်ကယူတာတို့သုံးအောင်လုံးကိုတယောက်တစ်ချက်စီကျွေးလိုက်ပါရဲ့။ဒီခါတော့ခုလုံပေးလိုက်မယ်။စတိတ်ကက်ပလာဆာပေးပြီးယူတာမှလည်းပြန်သွားပါရဲ့။နောက်ခက်မှယူတာတယောက်ကြောင်လေးကိုမိုးလို့ရမလားလို့သူ့မိကိုပြောရင် တွေ့မိကကြည်ပြူလက်ခံပါတယ်ဒီလိုနဲ့ episode 2လေးနဲ့ဆုံးသက်သွားပါရဲ့ ။အပိုင်းတော့မှာယူရတို့ရဲ့ထင်မဲစားအကြောင်းဆင်းနေကြပြီ။ယူရတရောက်လေဒီကြောင်မှတက်လာတာတလားစီသွားပါပြီ။အတန်းတန်းကလူတွေနဲ့တဖြည်းဖြည်းခင်မဲလာကြပါတယ်။ဒါမှမဟုတ်ထိုကီနိုရှိကတော့ချင်းချက်ပေါ့။ထိုကီနိုရှိကအများကြီးလက်စားကိုအများကြီးစားလာပဲလို့ပြောလာကြရင်စစ်ပွဲအတွက်ကြိုးစင်ပြင်ဆင်ပြီးစားလာတယ်ပြောလို့ရှိပါတယ်။အဲ့ဒါကယူတာလည်းအဲ့လိုမျိုးပါပဲ။ယူတာနဲ့လည်းစကားပြောဖြစ်ရင်နီကိုလန်လုခလာတာမဟုတ်ဘူး။ဘူကြီးလုပေးရ။ဘူကြီးကတော့သူ့ရဲ့အမပါ။ဒါညာလေးပြောကြရင်ချင်းမင်းတစ်ဖက်ကညိုနေပြီးထိုကီနိုရှိလည်းယူတာကိုကြည့်လာကယူတာလည်းမတတ်နိုင်ဘူးလေ။ငါစားပေးမယ်။ခွန့်ကြည့်လိုက်။နောက်မှတိလိုက်ရတာကတော့အနမ်းလိုဖြစ်နေခဲ့တာ။ အတန်းတန်းကလူတွေကလည်းစားကြည့်နေကြပါတယ်ကျူလာကတော့မဟုတ်ဘူးလို့အသေးတန်ညင်းနေရပါတယ်နောက်ထဲမှာတော့ចောင်းပြပွဲကိုအတူတူကြည့်နေကြကမကီတိုနဲ့လည်းစကားတွေပဲဖြစ်နေကြပါတယ်စက်ကူတစ်ခုလွတ်လာကအဲ့လာကတော့ထိုကင်နိုရှိပြစ်လိုက်တာဖြစ်ပြီးဖက်ကြည့်လိုက်ကဒါပြီးတော့ရင်ចောင်းနောက်ကတစ်ပင်စီလာခဲ့ကိုကြောက်လာပါတယ်ဒါကဘာကိုဆိုလိုတာလဲရေးပြီးပြန်ပြစ်လိုက်ကကျုံနဲ့တင်းမြအောင်စီကြောက်လာကအပြောမလို့လေလူရင်းပဲပြောမယ်ခေချောင်းမှာကလစ်ထုတ်ထူထောင်ချင်တယ် ။ငင်းနဲ့အတူကလပ်တစ်ဖွဲ့ချင်တယ်။ကလပ်နဲ့မျိုးကိုအရှင်ရမော်အဖွဲ့အစည်းယူရော့ကတော့ညင်းပါတယ်။ဒါမှမဟုတ်ယူရော့တယောက်ပန်းစားခဲ့ရပါတယ်။အဖွဲ့ဝင်ခေါ်ဖို့လွတ်မြေကြပြင်မယ်။တယောက်မှစိတ်ဝင်စားကြပါဘူး။ထဲဆုနောက်ကိုလည်းတွေ့လိုက်ရတာသူတို့အဖွဲ့ရောကိုခေါ်လာပါတယ်။တော့ရတာအဖွဲ့ဝင်ကိုခေါ်ဖို့လုပ်ပြင်မယ်လေဘယ်သူမှမပါကြပါဘူး။ယူရော့ရဲ့နေပြည်ကိုတွေ့လိုက်ရခါခဏတော့အင်တာသွားလိုက်အောင်ပဲပြောပြီးထွက်လာခဲ့တာ။ယူရော့တယောက်နေပြည်တို့ကိုကြည့်နေပြီးမာကီဒိုနဲ့အခြားယောက်ျားလေးတွေရဲ့ရှိနေခဲ့ပါတယ်။နေပြည်တို့လည်းယူရော့ကိုတွေ့လိုက်ရခါလက်လန်းပြလိုက်ပြီးမဟုတ်မှလျော့မင်းမဟုတ်တာကွာ။နောက်တော့တိုကီနိုရှိကိုလည်းတွေ့လိုက်ရပါတယ်။တိုကီနိုရှိကလည်းစနေကြည့်နေရင် အဆင်မပြေပါဘူးဒီလိုနဲ့ပဲ drama class ကိုရရခဲ့ကပြည့်စုံနေကြပြီ tokino ရှိတယ်ကြည့်နေမိပါတယ်ရွတ်တလည်းရောက်လာခဲ့ကဒါကဘာလဲဗျပညာရေးတစ်ခုပါလာလာရေးရှင်းပြနေပြီးတိုကင်နိုရှိတဲ့စိတ်ဝင်စားနေခဲ့တာခဏတော့ကြုံဆောင်ကြည့်နေရင်ဇနွန်းတဲကအတိုင်းမဟုတ်ပဲတိုကင်နိုရှိကတော့မှော်စားနေဘာညာနေပြောနေခဲ့တာယူရကတော့သူ့အစားရှင်းနေရပါတယ်နောက်တော့အရင်ညကိုပြန်လာခဲ့ကြတာကလူတယောက်မှလည်းမွေကြတဲ့အတွက်ဆက်ချက်ကြန့်နေခဲ့ပြီးတိုကင်နိုရှိတဲ့ရွေးစရာမရှိဘူးစစ်ခုခေါ်ရမယ်တဲရဲကိုဖုံးဝင်လိုက်ပါတယ်ဘာမှမဆုံးကြမယ်ယူရကတော့ခဏချင်းတိတ်မကောင်းပါဘူးယူရတဲကတော့နေပြီကသူ့ကိုဖွင့်ပြောရဲဆိုတဲ့အမေကိုမှတ်နေခဲ့တာ မိုးလာပြီကွန်မိုဒီတက်ကိုတွေ့လိုက်ရပါတယ်။နင်ကဘာလို့လဲ။ကျမနဲ့ပြန်ပြောခင်ကိုကိုကိုအရင်မိတ်ဆက်ရမယ်လေဇပင်ကိုချိလိုက်ပြီးတောင်းပန်ပါတယ်ဘသူလဲထိုကီနိုရှိရဲ့ရဲဘော်ရဲဘက်လို့မိတ်ဆက်လာပါတယ်သူကငါ့အစီခံပဲထိုကီနိုရှိရဲ့ပြောတာကမညာလေးပြောပြလာခါသူလဲပဲချူနေပြီးယောဂတဲပါပဲရူတာတရားကတော့တက်ပင်းချင်ချနေရခါ နေ့ရဲ့အကြောင်းဝင်ဆုံးကငါတို့ရဲ့အကြောင်းကလာ။မကဒူရီယန်နဲ့တတိယနှစ်တွေနဲ့အသက်တူတူပဲ။ကွန်မန်ဒါရဲ့နာမည်ကတော့မိုးရီပါ။ဒီလိုနဲ့အဖွဲ့ဝင်၄ယောက်ရှိလာခဲ့ပါတယ်။ဆီယမားကိုလည်းတွားပြီးဂျောင်ဂူလည်းအတင်းဝင်ဖြစ်ထက်ရင်းဖို့ပြောနေခဲ့ကတခြားလူတွေကိုရှာတဲ့တယ်လို့ပဲဆီယမားကပြောလိုက်ပါတယ်။ကလခန်းကိုလည်း၄ယောက်သားတန်ရှင်းလုပ်နေကြကမိုးရီနဲ့ထိုးကင်းလို့ရှိကတော့ဗလာဗလာတွေပြောနေကြပါတယ်။နှစ်ယောက်သားမော်တွေကိုထုံးနေကြတယ်လို့နဲ့နန်းတို့တခုခုမှတိုက်ရလို့နဲ့ ဘာညာတွေနှစ်ယောက်သားပောက်ကြီးရတယ်လုံနေကြတာရွတ်တာနဲ့နှစ်ယောက်လုံးကိုညင်ညင်ကြပါတော့လို့ပြောနေကြပါတယ်ရှမ်းမလည်းအလိုကျိုးစတဲ့အဖွဲ့အပတ်တပတ်ကိုလုံခံပြလိုက်ပါတယ်ယူရကတော့စိတ်ကြကြနေရပါပြီဂျူနဲ့ပြန်ချဖို့လုံကြရင်ယူရကတော့အပတ်ထဲကိုငါဝင်မလို့မပြောမိပါဘူးကွာဟုတ်မှာလည်းရစ်တိန်ကြီးလုံးလင်ခဲ့တာထိုကင်တို့ရှိတဲ့စိတ်ပြက်နေတဲ့မျက်နှာလေးနဲ့ပါယူတာလည်းစိတ်ထဲမှာတော့ဘာတွေငါ့ကိုအလားတောင်ဖြစ်နေကြတယ်လို့တွေးနေမိပါတယ်အဆင်ပြေပါလိမ့်မယ်စိတ်မူပါနဲ့အဝေးမှာတော့နေပြီးရယူတာလို့ကိုကြည့်နေပါတယ်နောက်နေ့မာဂီတိုကမစ် ထူးဆန်းတဲ့အပွဲတွေကိုဝင်သွားတယ်လို့ကြားတယ်မဟုတ်ပါဘူးကွာနေပြည်တော်ရောက်လာကခဏတော့လိုက်ခဲ့ပါလားငါထိုကီနိုရှိအပွဲတွေကိုဝင်ဖို့ဆုံးဖြတ်လိုက်အခုရှော့တော့တင်ချင်လို့ပါရှိတယ်လည်းဖြစ်နေတာဟိုကိနိုရှိတယ်တကယ်လို့ပြောတာပါတယ်နောက်နေတာလာကွာဒီလိုနဲ့အပိုင်းတုံးလည်းပြီးတော့ခဲ့ပါတယ်